ဟာဒီတယောက်ရထားပေါ်ကဆင်းဆင်းချင်းမှာဦးလေးကြီးတယောက်နဲ့ဝင်တိုက်မိလို့သူပစ္စည်းတွေမြေပြင်ပေါ်ပြန်ကျဲကုန်ပါလေ။သူလည်းဒေါသထောင်းနဲ့ထွက်သွားပြီးအဲ့ဒီလူကြီးကိုပြဿနာလုပ်ဖို့ပြင်လိုက်ပေမဲ့စာတင်ចောင်းစီကနိုင်ငံတော်သချင်းဆိုတဲ့ကြားလိုက်ရတာကြောင့်ချက်ချင်းသတိနေထားနဲ့ကဘာမကြီးသချင်းကိုလိုက်ဆူနေရပါတော့လေ။ရထားပေါ်ကခွင်းသမားဖတ်တီးကြီးတကောင်ကဒါကိုလှမ်းမြင်လိုက်တော့နိုင်ငံတော်သချင်းမပြီးခင်ချိန်လေးမှာမြေပေါ်မှာကြာနေတဲ့ဟာဒီရဲ့ပစ္စည်းတွေအားလုံးကိုကောက်သိမ်းသွားပါလေ။ ဟာရီရဲ့အိတ်ထဲမှာကက်ဆက်တစ်လုံးပါရှိပြီးအဲ့ဒီကက်ဆက်ပိုင်းရှင်ကိုလိုက်ရှာဖို့လာဒူမျိုးကိုရောက်လာတာဖြစ်ပါတယ်။သူစစ်သားဖြစ်ခဲ့စဉ်ချိန်တုန်းကအကျန်းဖတ်သမားလက်ချက်နဲ့ဒေလူမျိုးပါဖြစ်နေစဉ်မှာမာဟင်တို့အမိရတဲ့အပြေးချန်ပီယံတယောက်ကဈေးုံကိုအမြန်ပို့ပေးခဲ့လို့အသက်မတည်ခဲ့တာပါ။အခုဈေးုံကဆင်းတော့ဂျေဇူးရှင်မာဟင်နဲ့တွေ့ဖို့အတွက်လာဒူမျိုးကိုရောက်လာရတာဖြစ်ပါတယ်။မျိုးတွေကစားတောက်ဆိုင်တစ်ခုမှာဝင်ထိုင်ပြီးတော့မာနူဆိုတဲ့ဇပွဲတော်မိန်းကလေးဟာဆိုင်ရှင်နဲ့ရန်ဖြစ်နေတာကိုမြင်လိုက်ရပါတယ်။ ဆိုင်ရှင်ကဒုတ်ဆွဲပြီးတော့မာနူကိုရိုက်ဖို့ပြင်တဲ့အချိန်မှာတော့ဟာဒီလည်းမနေတာတော့ပဲဆိုင်ရှင်ကိုဝင်ဆုံးမှပေးရပါတော့လေမာနူကသူ့ကိုကျေးဇူးတင်စကားပြောခဲ့ပြီးသူကမာဟင်ဆိုတဲ့ပြည်သမားကိုတီလာလို့မေးလိုက်ရမှာသူမကအိမ်ကိုခေါ်သွားခဲ့ပါလိအိမ်ကိုရောက်နေတဲ့အခါမှာသူလိုက်ရှာနေတဲ့ကျေးဇူးရှင်ဆိုတာမာနူရဲ့အကိုအရင်းမဖြစ်နေခဲ့ပြီးမတော်တဆထိခိုက်မှုနဲ့တေဆုံးသွားခဲ့တာနှစ်နဲ့ချီနေခဲ့ပါပြီမာနူကသူ့ကိုတေဆုံးပြီးတဲ့နောက်မှာမိသားစုရဲ့စီးပွားရေးတွေလည်းကြာဆင်းလာခဲ့ပြီး နောက်ဆုံးမှာအင်ကိုပါအကျွေးနဲ့တိမ့်နာခံလိုက်ရတဲ့ကြောင်းပြောပြပါလိမ့်။ဒါကြောင့်ခုချိန်မှာသူတို့မိသားစုဟာကိုအိမ်ဘေးမှာကိုအဖီပြန်ဆွဲပြီးကြက်တဲစွာနဲ့နေထိုင်နေရတာဖြစ်ပါလိမ့်။မာနုကတချိန်ကျရင်ကျွေးနဲ့အသိခံထားတဲ့သူ့ရဲ့အိမ်ကိုပြန်ရွေးယူဖို့တန်ဒိဋ္ဌံချထားတာဖြစ်ပြီးဒီအတွက်အင်္ဂလန်နိုင်ငံကိုသွားခွင့်ရဖို့စူးစမ်းနေပါလိမ့်။မာနုစီမာသူမလိုပဲခက်ခဲကိုစီနဲ့အင်္ဂလန်ကိုသွားချင်နေတဲ့အခြေဆုံးတငယ်ချင်းဘာလီနဲ့ဘာဂူတို့လည်းရှိပါလိမ့်။ ။ဘာကွေဖားခင်လှုပ်ပြုတ်သွားပြီးတဲ့နောက်ပိုင်းမှာသူမိခင်အားစာလီချွတ်ပြီးဘောင်းမီရှိပြောင်းဝက်ကမိသားစုစာဝတ်နေအတွက်အလုပ်လုပ်ရပါလိမ့်။ဒါတောင်ဘာကူဟာမိခင်စာလီလေးဝက်ပြီးတော့အိမ်မှာနားယူနိုင်ဖို့ပတ်စံတွေများကြီးရှာကျင်နေပါလိမ့်။ဘာလီရဲ့မိခင်ကတော့စာဝတ်နေရေးအတွက်ရိုင်းနေနေဖြစ်နေတဲ့အချုပ်ဆက်ကိုတနေ့ကိုမယမနာချုပ်နေရပြီးသူလည်းအမေကိုအေးအေးဆေးဆေးနဲ့အနားယူစီကျင်နေပါပြီ။ပစံပြောရွှေမှုကိုဝယ်လို့မရဘူးဆိုတာတကယ်တော့လူချမ်းသာတွေအပြင်းပြေပြောတဲ့ရည်စရာစကားတခွန်းပါပဲ။ ဇေယသားတွေကတော့ကိုမိသားစုဓမင်းလေးနတ်မှန်ယုံစားရဖို့ဗဆန်ဆိုတာကိုဘဝနဲ့အသက်နဲ့ရင်းပြီးတော့ရှာဖွေနေကြတာပါလာသူမျိုးမှာနိုင်ငံသားထွက်တဲ့သူရှိတဲ့မိသားစုတွေဟာအစင်ပြင်းပြင်းနေနိုင်ကြပြီသူတို့ရဲ့အိမ်ခေါင်ဖို့ပေါ်မှာလေရင်ပြန်တွေလှုပ်ထားတတ်ကြပါလိမာနူနဲ့တငယ်ချင်းတွေဟာလည်းမိသားစုလူတန်းစီအောင်နေနိုင်ဖို့အဲ့ဒီအင်္ဂလန်ထိသွားပြီးပတ်စံရှာကြဖို့စူးစမ်းနေကြတာပါတတိမာတောင်းအောင်သားဗီဇာပွဲစားတယောက်နဲ့ချိတ်ဆက်မိခဲ့ကြပြီး ဘွဲစားကငွေသာတက်နိုင်ရင်ဘွဲလက်မှတ်အမျိုးမျိုးနဲ့လိုချင်တဲ့ဗီဇာအကုန်လုံးလုတ်ပေးနိုင်တယ်ဆိုလို့တော်လေးဝမ်းသာသွားကြပါလိမ့်။ပါလီကကက်သရင်းလိုအမည်ရှိတဲ့အင်္ဂလန်သူတစ်ယောက်နဲ့ဟန်ဆောင်လက်ထပ်ပြီးအိမ်အောင်ဘက်ဗီဇာနဲ့လန်ဒန်ကိုလိုက်သွားခွင့်ရမှာပါ။ဘာကူကဘွဲစားလုတ်ပေးတဲ့ဆရာဝန်ဘွဲလက်မှတ်အတုနဲ့ကိုယ်တိုင်သွားရှောက်ရင်ချက်ချင်းဗီဇာကျမယ်လို့ဆိုပါလိမ့်။မာနူကတော့မကြခင်မှာအိုလံပစ်ပြိုင်ပွဲသွားရမယ်။အိန္ဒိယအမျိုးသမီးနဗန်းအသင်းမှာအရန်လူဖြစ်နဲ့လိုက်သွားမှာဖြစ်လို့ နဗန်းတန်နီနဲ့နဲ့တင်ထားဖို့လိုအပ်တယ်လို့ပြောပါတယ်။ဒါမဲ့ဝင်းဆောင်ကြီးကတော့ရူဘီတိတ်နဲ့ချီပြီးပေးရမယ်လို့ပြောလာတော့၃ယောက်သားအကြက်ရိုက်ကုန်ကြတော့တာပါ။နောက်ဆုံးမှာတော့ဘာကူရဲ့မိခင်တသလုံးချစ်ကုတ်စုထားတဲ့ရူဘီတသိန်းခွဲကိုတောင်းသုံးဖို့အတွက်ဆုံးဖြတ်လိုက်ကြပါလိမ့်။နောက်ရမှာပဲမာနူဟာဟာရီစီကနဗန်းအကွက်တွေတင်ခဲ့ပြီးဘာကူကလည်းဘွဲလက်မှတ်တူးနဲ့ဆရာဝန်ဗီဇာသွားလျှောက်ပါပြီ။ ဘာလီကလည်းသရိုသားဝစ်ဆောင်ဝစ်စင်ကကက်သရင်းနဲ့ချိန်ထားတဲ့နေရာကိုစောစောစီးစီးရောက်သွားခဲ့ပါလိမ့်။ဒါပေမဲ့ဆရာဝန်ပွဲလက်မှတ်ကင်ထားတဲ့ဘာကူကို လာဝကအရာရှိကြီးကကြောက်ကဲဘယ်နာမှာရှိလဲလို့မေးရမှာပေါင်ကွာကြားကိုညွှန်ပြလိုက်လို့ဗီဇာပယ်ချခံလိုက်ရပါလိမ့်။ဘာလီရောက်သွားတဲ့နေရာမှာသရိုသားတွေများနေလို့မေးမြန်းကြည့်ရမှာသူတို့အားလုံးကကက်သရင်းကဟန်ဆောင်လက်ထပ်ဖို့ချိန်ထားမှန်းကိုသိလိုက်ရပါလိမ့်။နဗန်တကွက်ကိုပမာဏနိုင်တက်မြောက်သွားတဲ့မာနူတယောက် ပွဲစားရုံးကန်းကိုရောက်လာချိန်မှာတော့ထိုင်ငိုနေကြတဲ့လူတွေကိုပဲတွေးလိုက်ရတော့တာပါပွဲစားကြီးကတော့သူတို့ အားလုံးရဲ့ငွေတွေရာပြီးတဲ့နောက်မှာလစ်ပြေးသွားခဲ့ပြီဖြစ်ပါတယ်ဘာကူတယောက်ကတော့အမေရူဘီတသိန်းခွဲကိုဖြုံးတိမိတာကြောင့်အိမ်မပြန်ရဲတော့ဘူးလို့ဆိုကသူ့ကိုယ်သူတတ်သေးဖို့လုပ်နေတာကြောင့်ဟာရီကသူ့မိခင်ကိုရှင်းပြပေးပါမယ်လို့ပြောထားရပါတယ်ဘာကူရဲ့အိမ်ကိုလိုက်သွားပြီးမိခင်ဖြစ်သူကိုဟာရီကစကားပြည့်ရဲ့တုံးကပြောပြလိုက်လို့ဘာကူအထောက်မခံရတော့ပါဘူး ဒါပေမဲ့သူမိခင်ကဘာကူးကိုအဖွားနဲ့တိုင်တယ်ပြီးတော့ဂျင်းဆိုခိုင်းတာကြောင့်နောက်တစ်ခါလန်ဒန်သွားဖို့စိတ်ကူးမိရင်အဖွားသေးပါစီဆိုပြီးတော့ဂျင်းဆိုလိုက်ရမှာနောက်နေ့ကျတော့ဘာကူးအဖွားသေးပါလိရောနောက်ရမှာဟာရီကအိုင်လက်လို့ခေါ်တဲ့အင်္ဂလိပ်စာစာမေးပွဲဖြေနိုင်ရင်လန်ဒန်ကိုကျောင်းသားဗီဇာနဲ့သွားလို့ရကြောင်းသတင်းရလာခဲ့ပါတယ်။ဒါနဲ့သူတို့လည်းအိုင်လက်စာမေးပွဲဝင်ဖြေဖို့အတွက်အကောင်းဆုံးအင်္ဂလိပ်စာသင်တန်းကိုရှာဖွေကြပါတော့တယ်။နောက်ဆုံးမှသူတို့ရွေးချယ်လိုက်တဲ့သင်တန်းက အောင်ကျ90%ရာခိုင်နှုန်းရှိတယ်ဆိုရယ်ဆရာဘာမင်ငန်ရဲ့ Isle အင်္ဂလိပ်စာသင်တန်းပဲဖြစ်ပါလိမ့်အဲဒီသင်တန်းမှာစုခီဆိုတဲ့လူတယောက်နဲ့တွေ့ခဲ့ရပြီးအဲဒီလူကလန်ဒန်ကိုလော့ဒ်ကြီးသွားချင်နေပုံရပြီးတော့သူမျက်နှာကလည်းတောကဝေနာတွေဂရေဂရာမကခံစားနေရတဲ့ပုံပေါက်နေပါလိမ့်ဒါကြောင့်ညာဘက်မှာပဲအရက်တိုက်ပြီးတော့မေးကြည့်လိုက်တော့စုခီရဲ့ချစ်သူကလန်ဒန်မှာအလုပ်လုပ်နေတဲ့ကောင်နဲ့အတင်းပေးစားခံရလို့အသေးကွဲနေမှသိလိုက်ရတာပါအဲဒီကောင်ကစုခီရဲ့ချစ်သူကိုလက်ထက်ကလန်ဒန်ကိုခေါ်သွားခဲ့ပြီး ဟိုရောက်တော့နေတိုင်းပဲနှိပ်စက်နေတာကြောင့်စုခီစီကိုစာရေးဆက်သွယ်လာခဲ့ပါလေ။သူမကစုခီကိုလန်ဒန်ထိလိုက်လာပြီးနေစဉ်နှိပ်စက်တဲ့လင်းစိုးရဲ့လက်ထဲကနေကဲတင်ပေးဖို့အကူအညီတောင်းလာခဲ့တာပါ။ဒါကြောင့်စုခီကတော့ကပွေနေရပြီးတော့လန်ဒန်ကိုအမြန်ဆုံးရောက်သွားနေတာဖြစ်ပါလေ။ဒီအကြောင်းကိုကြားတော့ဟာရီတယောက်သမီးကိုလင်းစိုးနဲ့အတင်းပေးစားလိုက်တဲ့စုခီချစ်သူရဲ့အဖေအိမ်ကိုဂဲနဲ့သွားထုပါတော့လေ။အမှန်တော့ဟာရီလဲစုခီနဲ့အဖြစ်ချင်းတူနေတာဖြစ်ပြီး သူမင်္ဂလာဆောင်မဲ့နေ့မှာသူ့ချစ်သူကောင်မလေးဟာလန်ဒန်ကကောင်နဲ့ခိုးရလိုက်ပြီးသွားခဲ့တာပါ။နောက်ရမှာတင်တန်းဆရာရဲ့မိကုံးကိုဟာဒီကတလို့တွေဖြေးမိလို့ဆရာနဲ့သူတင်တန်းသားတွေအားလုံးကပါသူ့ကိုဝိုင်းလောင်ကြပါတော့တယ်။ဒါမဲ့မာနူကတော့လောင်ရင်နေတဲ့လူတွေအားလုံးကိုအော်ငေါက်ပြစ်လိုက်ပြီးမျက်နှာငယ်လေးနဲ့ခေါင်းကုပ်နေတဲ့ဟာဒီကိုလက်ဆွဲကအခန်းထဲကနေထွက်သွားခဲ့တာပါ။အရင်နေရာလောင်ရင်တန်းတွေကြားထဲကစွဲထုတ်သွားခဲ့တဲ့ကယ်တင်ရှင်မာလေးမာနူကိုသူစတင်ချစ်မိသွားတဲ့နေပဲဖြစ်သလို့ ရင်နာစရာဇလန်းရှိကြီးစတင်တဲ့နေ့ဆိုရင်လည်းမမှားပါဘူးတနေ့မှာရုပ်ရှင်ဒူထိုင်ကြီးနေရင်လည်းလက်ထက်ခွေတောင်းတဲ့ခန်းမှာမာနူတယောက်မျက်ရည်တွေစီးကျလာခဲ့ပါလေဟာဒီကဆိုရင်ဒီကြီးနဲ့မေးကြည့်တော့မိန်းကလေးတယောက်စီကလက်ထက်ခွင်ကိုဒီလိုလေးလေးစားစားတောင်းယူပုံကိုသဘောကျတယ်လို့ပြောပါလေမာနူစီကိုတခါရောက်လာခဲ့ဘူးတဲ့ယောက်ျားတယောက်ကတော့သူ့ကိုစကားတခွန်းမှတော့မပြောဘဲသူမရဲ့ဖေကိုပဲမာနူကိုလက်ထက်ချင်လို့ပတ်စံဘလောက်ပေးရမလဲဆိုပြီးတော့မေးခဲ့တာဖြစ်ပါလေ။ ဒါနဲ့မာနူလည်းဘလောက်ပေးပေးလက်မထပ်နိုင်ဘူးလို့ညင်းပြစ်လိုက်တာပါဒီလိုနဲ့အိုင်လန်ဆောင်ပွဲဖြေဆူခြင်းကိုရောက်လာခဲ့ပြီးသူတို့အားလုံးလူတွေ့ဆစ်ဆေးခံဖို့တော့ရင်ကော့ပြီးတော့ထွက်လာခဲ့ကြပါလိဘာလီကတော့ကံကောင်းသွားခဲ့ပြီးသူ့ကိုမေးတဲ့မေးခွန်းနဲ့အလွတ်ကျက်လာတဲ့စာပိုက်တဲ့တဲ့တိုးသွားလို့အထင်ကောင်းမရှိနဲ့တွတ်တွတ်ရွတ်ပြလိုက်နိုင်ပါလိဘာကူကသူ့ကိုမေးတဲ့မေးခွန်းကိုဖတ်ပြီးအတိတ်ပဲကောက်လွဲမှားသွားကအကြီးအကျယ်ရှင်းပြနေပါတော့တယ်ဟာရီကိုတော့မိသားစုကြောင်းအင်္ဂလိပ်လိုပြောခိုင်းတာနဲ့ကျွန်တော်မေဆုံးပြီကျွန်တော်အဖေဆုံးပြီ အမေရဲ့အမေလည်းဆုံးပြီအဖေရဲ့အမေလည်းဆုံးပြီဦးလေးလည်းဆုံးပြီအတော်လည်းဆုံးပြီဆိုပြီးစာလုံးတစ်လုံးနဲ့တဆွေတစ်မျိုးလုံးကိုတပ်ပြက်လိုက်ပါတော့လေမာနူကတော့ပလာတာလုံးပုံလုံးကြီးကိုအင်္ဂလိပ်လိုပြောပြပါလို့မေးခဲ့ပြီးသူမကအာလူးကလွဲပြီးတော့ကျန်တာပြောမတတ်လို့အချိန်နေမဟန်ခဲ့ပါဘူးအားလုံးထဲမှာစိုးစုံကတော့စူခီပဲဖြစ်ပြီးဇကလုံးသုံးလုံးနဲ့တိုင်ပတ်နေပြီးတော့မောင်းထုတ်ခန်းလိုက်ရတာပါမကြာခင်မှာအိုင်လက်ဆောင်မွေးအောင်စင်းတွေထွက်ခဲ့ပြီးတော့အောင်စင်းကိုရက်ဆိုင်ဘေးမှာလာကပ်ပါလိမ့်အเจ้าကအောင်တဲ့သူလဲပျော်ပြီးတော့တောက် ကြားတဲ့သူလည်းညစ်ပြီးတော့တောက်တက်ကြတာကြောင့်အရက်ဆိုင်ရှင်တွေကအောင်စင်းလာကပ်ဖို့လေးလံအောင်ဆွဲယူရပါလေ။ဘာလီလက်ချက်ချင်းပြေးစင်းပြီးတော့အောင်စင်းသွားကြည့်ခဲ့ကမျက်ဖြူလံပြီးတော့မိတ်လဲကျသွားပါတော့လေ။သူတို့လည်းလိုက်စင်းသွားကြတော့အောင်စင်းမှာဘာလီက လွဲရင်သူတို့အဖွဲအကုန်ကျတာကိုမြင်လိုက်ရပါလေ။ဇိုကီကတော့ဆောင်းပွဲမှာအောင်မန်းတိတာနဲ့သူ့ကောင်မလေးကိုမကယ်နိုင်တော့ဘူးဆိုပြီးရုပ်တိုးပြက်လဲကျသွားခဲ့တာပါ။ဘာလီရဲ့အိမ်မှာတော့စက်ချုပ်တံမကြတော့ပဲဇိုင်းတံပုံတံညံနေခဲ့ပြီးတော့ မကြခင်မှာတင်တန်းဆရာကြီးရောက်လာကဒါကျွန်တော်တင်တန်းကအကြောင်းသားပါဆိုပြီးတော့ကြော်ညာလာရိုက်ပါတယ်ဇိုဟီကဒေါသတကြီးနဲ့တင်တန်းဆရာကိုရန်ရှာနေခဲ့ပြီးဟာဒီအတင်းဆွဲသွားကဖြောင်းပြပေးနေရပါတယ်ဘာလီကိုလန်ဒန်ရောက်ရင်ဇူခီရဲ့ချစ်သူနဲ့ဆက်သွယ်ဖို့ပြောလိုက်ပြီးဘာလီတောက်လင်းဝင်းကိုထွက်သွားခဲ့ပါပြီဇူခီကတော့ဒေါသမပြေနိုင်သေးပဲတင်တန်းဆရာကိုဖဏတ်နဲ့ကောက်ပေါက်ကလူလိန်ဆိုပြီးတော့ဆဲပါပြီနောက်နေ့မှာတင်တန်းဆရာဟာဇူခီကောက်ပေါက်လိုက်တဲ့ဖဏတ်တစ်ဖက်ကိုကင်ကာရောက်လာခဲ့ပြီးတော့ ဇိုကီကိုခိုးဝင်တဲ့လမ်းကြောင်းကနေလန်ဒန်ကိုရောက်အောင်ပို့ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါမဲ့ခိုးဝင်လမ်းကြောင်းကဒေါ်တောင်ပင်လယ်တွေနဲ့နယ်စပ်ကတနတ်ကြီးစံတွေကိုဖျက်သွားမှာဖြစ်ပြီးလူ125ယောက်လောက်ကပဲလန်ဒန်ကိုရောက်ကြတာပါ။တော့ကမေသားကြီးဆူဟီကတော့ဒီမှာဆက်နေလဲသေဖို့ပဲရှိတာမဟုတ်လို့ဒင်နန်းဆရာကိုတိုင်လမ်းစိတ်ထုတ်ပေးပြီးပို့ပေးမယ်လို့ပြောခဲ့ပါလိမ့်။အဲဒီချိန်မှာပဲလန်ဒန်ကဖုန်းဝင်လာတယ်ဆိုလို့ဇူကီပြေးဆင်းသွားခဲ့ပြီး ဖုန်းဆက်လာသူကတော့သူ့ကောင်မလေးမဟုတ်ပဲဘာလီဖြစ်နေခဲ့တာပါ။ဘာလီကသူ့ကိုသတင်းစိုးတစ်ခုပြောပြခဲ့ပါလေ။ဆိုဂီဆောင်ပွဲကြလို့ဗီဇာမရတဲ့သတင်းကိုဆိုဂီကောင်မလေးကကြားသွားခဲ့ပြီးတဲ့နောက်မှာသူမကိုကိုတက်သေးသွားခဲ့ကြောင်ပြောခဲ့တာပါ။တရင်စိုးကိုကြားလိုက်တာနဲ့ဆိုဖီယာဖုန်းကိုချပစ်လိုက်ပြီးသူ့ကိုယ်သူဓာတ်စီလောင်းကမီရှို့တတ်တည်လိုက်ပါတော့လေ။ဟာရီကအမြန်ပြေးပြီးတော့မိသားပေးခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ ဆူကီရဲ့လောင်းကိုမီးစို့ပြီးတဲ့နောက်မှာဟာရီကတငယ်ချင်းနှစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်ပြီးမင်းတို့လည်းကျေးဇူးပြုပြီးတော့အဲ့လိုတတ်တည်မသွားကြပါနဲ့ငါမင်းတို့ခိုးလန်းချောင်းကနေလန်ဒန်အရောက်ပို့ပေးမယ်ဆူကီရဲ့အယိုးပြားတွေကိုလည်းလန်ဒန်သူ့ကောင်မလေးအုတ်ကူနာမှာတွားကျဲကြမယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်နောက်ရပိုင်းကြာမှာပဲဟာရီတယောက်သူ့ရဲ့အိမ်နဲ့ခြံကိုရောင်းရငွေနဲ့အေးချင်းတွေကိုဆက်သွယ်ကခိုးလန်းချောင်းကနေခီးစတင်ခဲ့ပါတယ်သူတို့ကပါကစ္စတန်ကိုဖြတ်ကအီရန်တဲကိုဝင်ရမှာဖြစ်ပြီး အီရန်ကနေတဆင့်တူရကီပြီးတော့မှတူရကီကနေလန်ဒန်မြို့စီကိုခီးဆက်ကြရမှာပါပါကစ္စတန်ကိုရေတောင်းလမ်းနဲ့ခိုးဖြတ်လာခဲ့ပေမဲ့အဆောင်တွေထူထပ်နေတာကြောင့်အေဂျင်ကနောက်ပြန်လှည့်ဖို့လုပ်ပါလေဒါပေမဲ့ဟာရီကရေပေါ်ကနေသွားမရခြင်းရေအောက်ကသွားကြမယ်လို့ဆိုခဲ့ပြီးသူတို့အားလုံးရေငုပ်ပြီးတော့ဂိတ်ကိုဖြတ်ကျော်ဖို့စူးစမ်းကြပါလေကန်ဆိုးကျွန်တော်မာနူရဲ့အသက်ရှူပိုက်လွတ်ထွက်သွားခဲ့တာကြောင့်ရေပေါ်တက်သွားရပြီးဂိတ်ဆောင်ကလည်းရေပွက်တွေလှမ်းတွေ့တာနဲ့ကြီးစံမိုးရွာချပါတော့တယ် အားလုံးသေဖို့လက်တလုံးလိုဖြစ်သွားကြပေမဲ့နောက်ဆုံးမှာအဲ့ဒီဂိတ်ကိုဖျက်ကျော်လာနိုင်ခဲ့ပြီးတဲ့နောက်မှာခကြီးတစ်ထောက်နားကြပါလိမ့်အဲ့ဒီနောက်မှာဒေါ်လန်ခီးကိုတတ်ပြီးတော့ဖျက်ကျော်ကကားနဲ့ရက်ပေါင်းများစွာခကြီးထက်ဆက်ကြရပြီးတချို့နေရာတွေဆိုရင်ဘုံတွေကြီးစံတွေကြားကနေဖျက်ကျော်သွားကြရတာပါကားစင်းစင်းစီးကပါကစ္စတန်ကနေအီရန်ကိုရောက်ဖို့အချိန်နှလားလောက်ထိကိုကြာမြင့်ခဲ့တာဖြစ်ပါလိမ့်အီရန်ကိုရောက်တော့တဲကန်နာကိုဖျက်ကျော်ချိန်မှာ ကန်ဆိုးပြီးတော့အကျန်းဖတ်သမားတွေနဲ့တိုးပါတော့လေသူတို့ဖွဲ့တဲ့က၃ယောက်ကအကြောက်လွန်ပြီးတော့ထွက်ပြေးသွားကြတာကြောင့်အကျန်းဖတ်ခေါင်းဆောင်က၃ယောက်စလုံးကိုစနိုက်ပါနဲ့ပြစ်တပ်ပလိုက်ပါလေဟာဒီတို့၃ယောက်ကိုတော့ယာယီစခန်းစီကိုဖမ်းခေါ်သွားခဲ့ပြီးခေါင်းဆောင်ကမာနူကိုထိုင်ကြည့်နေရင်းကအခန်းနဲ့ခေါ်သွားခိုင်းပါတော့လေမာနူကဂလန်ကဆန်လှုပ်တဲ့အခါဟာဒီကိုယ်တိုင်ပဲညင်လိုက်အားလုံးတေကုန်လိမ့်မယ်ဆိုပြီးတော့ဆွဲခေါ်သွားလိုက်ကြပါလေဒါမဲ့ခေါင်းဆောင်လိုက်ဝင်လာတဲ့အခါမှာတော့ ဟာရီကအလက်ချောင်းပြီးတော့လက်ကိုလိန်ချိုးပြစ်လိုက်ပါလေ။ကြောက်လန့်နေတဲ့မာနုကိုအတန်မှထွက်ဖို့သတိပေးပြီးနောက်ထပ်တပည့်တကောင်ကိုများခေါ်လိုက်ပြီးတော့ပြစ်တလိုက်တာပါ။တဏ္ဍန်ကြားသွားတော့နောက်ဆုံးကြံတဲ့ကောင်ကဘာကူးကိုတစားကန်လှုပ်ပြီးတော့ချိန်ချောက်ပေမဲ့ဟာရီကလက်ကွက်နဲ့အနိုင်ယူလိုက်နိုင်ပါလေ။အရင်အောင်စခန်းထဲကဓာတ်စီဘုံကိုဆွဲယူကစနိုက်ပါနဲ့ပြတ်သက်ခံလိုက်ရတဲ့တငယ်ချင်း၃ယောက်ကိုတဲခံလာရမှာပဲတကြိုးပေးလိုက်ကြရပါလေ။ ဒရဂီကိုရောက်တော့ကြောင်မီးသွေးရထားပေါ်ကိုလိုက်ပါသွားကြရပြီ။သုံးယောက်သားတော်လေးကိုစိတ်ပန်းလူပန်းဖြစ်နေကြပါပြီ။မာနုကသူ့မိသားစုအတွက်ဒီခီးချန်းကိုအသက်ဆုံးလာခဲ့တာဖြစ်ပြီးဟာရီကဘာအတွက်လိုက်လာတာလဲလို့မေးလာတဲ့ခါမှာတော့သူလဲတင်တန်းမှာလောင်ရည်တန်းတွေကြားကကဲထုတ်သွားကြတဲ့ကမာနုကိုစတင်ချစ်မိခဲ့ကြောင်းနဲ့အခုခီးကိုလည်းသူမကြောင့်ပဲလိုက်လာခဲ့တာပါလို့ဖွင့်ပြောလိုက်တော့တာပါ။ခီးချန်းစင်စင်ကိုပြတ်ကျော်ကဲပြီးတဲ့နောက်မှာအင်္ဂလန်ထိရောက်တဲ့ကွန်နေနာပုံးကြီးထဲမှာ တလားလောက်ထပ်ပြီးတော့ဒုက္ခခံကြရပြန်ပါလိမ့်။လန်ဒန်အိမ်မက်တို့အရာရာကိုအန်ကျိတ်ရင်ဆိုင်ခဲ့ကြရင် နောက်ဆုံးမှာတော့မွေးရာထဲမှာဝင်ပုံပြီးလန်ဒန်မြို့ကြီးစီကိုရောက်လာခဲ့ကြပါတော့လိမ့်။ဘေဘင်နိုင်စင်ကြီးစီကိုရောက်တော့ဟာရီကသူစိတ်ကူးရင်ထားတဲ့အတိုင်းလက်ဆိုလေးထုတ်ပြီးမာနုကိုလက်ထပ်ခွင့်တောင်းဖို့လှုပ်ပါတော့လိမ့်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဘာကူရဲ့အတန်ကျဲကြီးကြောင့်အလံတကြားဖြစ်သွားရပြီးအစီအစဉ်ပြတ်ရပါတော့လိမ့်။ ။လန်ဒန်မြို့လေမှာသူတို့ရဲ့တငယ်ချင်းဘာလီရဲ့ရုပ်ထုထုလုပ်ထားတယ်ဆိုပြီးပြောလို့အားလုံးကအပြီးသွားကြည့်ကြပါလိမ့်။တကယ်တော့ရုပ်ထုမဟုတ်ပဲပတ်စံရဖို့ရရအလုံးလုံနေရတဲ့ဘာလီအစ်စ်ပဲဖြစ်ပြီးတော့တငယ်ချင်းတွေဖတ်ပြီးတော့ငုံမိကြပါတော့တယ်။ဘာလီကသူနေတဲ့ခန်းစီခေါ်သွားခဲ့ပြီးအဲဒီမှာတရားမဝင်နိုင်ငံသားပေါင်းစုံစုပြုံကြက်ညက်စွာနေထိုင်ကြရတာဖြစ်ပါလေ။ဟာဒီကမင်းမေကိုပို့လာတဲ့ဓာတ်ပုံဒီမှာကြတော့ကိုပိုင်အိမ်နဲ့ကိုပိုင်ကားနေပါလား။ အခုတော့ဘလို့ဖြစ်ရတာလဲလို့မေးလိုက်တော့ဘာလီကတောင်းစားနေတဲ့ပုံကို ရိုက်ဖို့ရင် အမေရင်ကျိုးရမှာပေါ့ဆိုပြီးထိုင်ငိုပါတော့တယ်သူတို့ရရအလုံးနဲ့လန်တန်မှာယက်တီနိုင်မှုစူးစမ်းလာခဲ့ကြရင်တညမှာတော့ရဲတွေရောက်လာကြပြီးခြံနောက်ဖက်ကနေဝင်ဖမ်းဖို့လုပ်ကြပါလိမ့်ကဲကောင်းထောက်မစွာဟာဒီအိတ်မပြောသေးလို့သာသူတို့အားလုံးအချင်းပြီးရှောင်ပြေးသွားနိုင်ကြတာပါအရိညာကတင်းချိုင်းမှာသွားအိတ်ခဲ့ရပြီး မိုးလင်းတော်ဟာဒီကလန်ဒန်ဟာငါတို့အိမ်မက်ထဲကလို့နတ်ဘုံနန်နန်မဟုတ်ခဲ့ဘူးဆိုပြီးအိန္ဒိယကိုပြန်ဖို့အတွက်လှုပ်ပါတော့တယ်။သူကငါတို့ဟာတရားမဝင်လူတွေဖြစ်သွားပြီ။ဗန်ကောင်ဖွေမရ၊ကားမောင်းလိုင်စင်လုပ်မရနဲ့။ရဲတွေ့တိုင်းလည်းပြေးနေရတဲ့ဘဝမျိုးမှာမနေနိုင်ဘူးလို့ပြောပါတယ်။မာနုကတော့ဒီကိုလာဖို့အသက်နဲ့ရင်းထားတာဖြစ်လို့လွယ်လွယ်နဲ့ပြန်ဖို့ကမှဖြစ်နိုင်ဘူးဆိုပြီးဟာဒီကိုလည်းသူမနဲ့အတူနေပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါနဲ့ဟာဒီလည်းပြန်မဲ့စကားမပြောတော့ဘဲ။ တရားဝင်နေနိုင်အောင်နီလန်အမျိုးမျိုးကိုရှာပါတော့တယ်။လန်ဒန်မှာတရားဝင် ဖြစ်ဖို့နီလန်သုံးခုရှိပြီးဗမာနီလန်ကပေါင်ငွေတန်းရှိရင်ချက်ချင်းဗီဇာဝယ်လို့ရပါလိမ့်။မဝယ်နိုင်တော့အိန္ဒိယမှာနေထိုင်ရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ပြောကာနိုင်ငံရေးခိုလုံခွင့်တောင်းခံလို့ရပါလိမ့်။နောက်ဆုံးနေ့ကတော့အင်္ဂလန်နိုင်ငံသားနဲ့ဟန်ဆောင်လက်ထပ်ဒါပဲဖြစ်ပါလိမ့်။သူတို့မှာပေါင်ငွေတန်းမရှိတာကြောင့်ပထမဆုံးနီလန်ကိုပယ်လိုက်ကြပြီး ဒုတိယနီလန်ကိုလည်းဟာရီကကို့အမိမြေကိုပြန်မစော်ကားခြင်းမှုဆိုပြီးတော့ထပ်ပယ်လိုက်ပြန်ပါလိမ့်။ဒါနဲ့နောက်ဆုံးနီလန်ကိုတုံးဖို့အတွက်သဘောတူလိုက်ပြီးတော့မာနူကိုအင်္ဂလန်နိုင်ငံသားတယောက်နဲ့ဟန်ဆောင်လက်ထပ်ဖို့စီစဉ်ကြပါတော့တယ်။ဖះအကြောင်းကဘုံတော်ကြီးရှေ့မှာလက်ထပ်ခဲ့ကြပြီးဒရိုသားကသူမကိုနမ်းမယ်ချိန်မှာတော့မာနူကကင်ပေါက်ပစ်လိုက်ပါတော့တယ်။ဟာရီကလည်းသူ့ကောင်မလေးကိုနမ်းရမလားဆိုပြီးတော့ဒရိုသားကိုဆွဲထိုးပြီးတဲ့နောက်မှာနန်းခိုင်းတဲ့ဘုံတော်ကြီးကိုပါလိုက်ထိုးဖို့လုပ်တော့တာပါ။ ။နောက်ဆုံးမှာတော့ဟန်ဆောင်လက်ထပ်ပွဲဆိုတာပေါ်သွားပြီးရဲတွေရောက်လာကသူတို့အားလုံးကိုဖမ်းခေါ်သွားကြပါတော့တယ်။သုံးယောက်သားချုပ်ထဲရောက်သွားကြပြီးတော့ရှင်းနေကသူတို့ကိုမကြခင်မှာတရားဟုံးမှာဆစ်ဆေးမှာဖြစ်ကြောင်းနဲ့စုခီရဲ့အယိုးပြအုပ်ကိုတုံးချပြီးတရားသူကြီးစီမှာနိုင်ငံရေးခုံလုံးကွင်းတောင်းခံဖို့အကြံပေးခဲ့ပါတယ်။ဒါမဲ့အိန္ဒိယစစ်သားဖြစ်ခဲ့မှုတဲ့ဟာဒီကအမေနိုင်ငံကိုစော်ကားတဲ့ဇကလုံးကိုလုံးဝပြောမထွက်ခဲ့ပါဘူး။သူကလန်ဒန်မှာအလုပ်လုပ်ဖို့ ဗီဇာရှောက်မရလို့ခိုးလမ်းကြောင်းကနေလာခဲ့ရတာဖြစ်ပြီးနိုင်ငံရေးကြောင့်အသက်အန္တရာယ်ရှိသူဖြစ်ဖြစ်စင်းရဲလို့ငတ်သေးတော့မယ်သူဖြစ်ဖြစ်အသက်တစ်ချောင်းပဲဖြစ်တာကြောင့်တရားဝင်နေထိုင်ခွင့်ပေးပါဆိုပြီးတော့အမှန်တိုင်းပဲပြောပြခဲ့တာပါတရားသူကြီးကသူကူညီပေးလို့ရပေမဲ့ဟာဒီရဲ့ဗဇက်ကအိန္ဒိယမှာနေထိုင်ရတာအသက်အန္တရာယ်ရှိတယ်လို့ပြောမှရမယ်လို့ဆိုခဲ့ပေမဲ့ဟာဒီကခမရတရားဥပမာလိန်တဲ့စကားထွက်ဆိုဖို့အားပေးတယ်တရားသူကြီးပဲဒါပေမဲ့ဒီမှာနေထိုင်ခွင့်ရဖို့အတွက်လေးနေတော့ အမိမေကိုမစော်ကားနိုင်ပါဘူးလို့ဆိုခဲ့တာကြောင့်တရားသူကြီးလည်းနောက်ဆုံးမှသူ့ကိုအိန္ဒိယပြန်ပို့ဖို့အမိန့်ချမှတ်လိုက်ရပါတော့တယ်။ဟာဒီကိုစီရင်ချက်ချပြီးတဲ့နောက်မာနူရဲ့အလဲပဲဖြစ်ပြီးတရားသူကြီးကအိန္ဒိယမှာနေထိုင်ရတာအတန်အန်ရရှိလို့ခိုးဝင်လာတာလားလို့မေးရမှာသူမှလည်းချုံမွဲချငိုနေချင်းကကောင်းညိမ့်ပြလိုက်ပြီးနိုင်ငံရေးခေလုံးကွင်းပေးပါဆိုပြီးတော့တောင်းဆိုလိုက်ပါတော့တယ်။ခြေသူနဲ့မိသားစုဘဝရှေရေးတဲ့ကတခုရွေးရမယ်ချိန်မှာ သူမကိုယ်တိုင်ပဲအသေးကွဲခံလိုက်ရတော့တာပါအရင်နောက်မှာဟာရီနောက်ကိုအပြေးလိုက်သွားပြီးနောက်ဆုံးချိန်ဖြစ်ပွေဖက်နှုတ်ဆက်လိုက်တာဖြစ်ပါလိမ့်ဟာရီတယောက်လေရင်နဲ့အမိမြေစီကိုပြန်ပို့ခံလိုက်ရချိန်မှာမာနူတို့လည်းသစိမ့်မြေပေါ်မှာယက်တီနိုင်ဖို့ရရအလုပ်တွေလုပ်နေကြရပါပြီဒီလိုနဲ့နှစ်ပေါင်း20ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက်မှာတော့မာနူကိုဆေးရုံပေါ်ကလူနာတူးဖြင့်မြင်ကြရပါလိမ့်သူမအတန်ရှင်းဝန်ထမ်းစီကဆေးလိပ်ဘူးကိုနှိုက်ယူလိုက်ပြီး မိကြီးဖို့လို့တော့ဝန်ထမ်းကောင်လေးကဒီထဲမှာစေးလိပ်တောက်ခွင့်မရှိကြောင်းပြောပါလေ။ဒါနဲ့မာနူလဲကောင်လေးကိုပတ်စံပေးပြီးစေးလိပ်တောက်လို့ရတဲ့နေရာကို လိုက်ဖို့ခိုင်းခဲ့ကဝန်ထမ်းကောင်လေးအလစ်မှာတော့စေးယုံကနေထွက်ပြေးသွားပါတော့လေ။ဈေးသွင်းပိုက်တန်းလန်းတဲ့လူနာဝတ်စုံနဲ့မာနူတယောက်သူ့ကိုထူးဆန်းကြည့်နေတဲ့လူတွေကိုဂရုမစိုက်နိုင်ပဲရှေ့နေကြီးစီကိုထွက်လာခဲ့တာပါ။ပြီးတော့ရှေ့နေကိုအိန္ဒိယဗီဇာမကြသေးဘူးလားဆိုပြီးမေးလိုက်တော့ ရှင်းနေကအိန္ဒိယကလွဲရင်ကြိုက်တဲ့ဗီဇာကိုတောင်းတရက်တွင်းရအောင် လုပ်ပေးမယ်လို့ပြောခဲ့တာပါမန်နူတို့ကနိုင်ငံရေးခုံလုံကွင်းနဲ့လန်ဒန်မှာနေထိုင်လာရာကနေအခုဆိုရင်သူတို့ကိုအင်္ဂလန်နိုင်ငံသားဖြစ်သတ်မှတ်ခံလိုက်ရပြီဖြစ်ပါလိမ့်ဒါမဲ့အိန္ဒိယကိုအလဲသွားဖို့ဗီဇာရှောက်ရမှာတော့အမိမိမနေထိုင်ရတာအသက်အန္တရာယ်ရှိတယ်လို့ပြောထားကြတဲ့သူတို့လူတွေကအိန္ဒိယထဲပြန်ဝင်လာစရာအကြောင်းမရှိဘူးဆိုပြီးညှင်းပယ်ခံရတာပါနောက်ဆုံးမှမာနူကဒီလိုဆိုရင် ဧရိယာကိုပြန်ရောက်ဖို့ဟာရီကိုပဲအားကိုးရတော့မှာပဲလို့ပြောခဲ့ပြီးရှင်းနေကြီးကိုဟာရီနဲ့ဆက်သွယ်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်ဒီချိန်မှာဟာရီကတော့လက်တူမျိုးရဲ့အကြီးတန်းအပြေးပြိုင်ပွဲမှာဝင်ရောက်ရှင်းပြိုင်နေတာဖြစ်ပါတယ်အဲဒီချိန်မှာပဲမာနုစီကဖုန်းဝင်လာခဲ့ပြီးဗာမင်ဂန်ကအစီအစဉ်ကျင်းညာသူရဲ့မိုက်ကိုလူယူကလန်ဒန်ကမာနုဖုန်းဆက်လာတယ်လို့អော်လိုက်တာနဲ့ဘန်ဝင်ကန်ကြီးဖြစ်နေတဲ့ဟာရီကချက်ချင်းရက်တန်သွားပြီးဖုန်းကိုအပြေးကင်ပါတော့တယ်နှစ်ပေါင်း25နှစ်အတွင်းမှာ သူတို့နှစ်ယောက်ပထမဆုံးချိန်စကားပြောရတာဖြစ်ပြီးမာနုကအရေးကြီးကိစ္စတစ်ခုရှိတာကြောင့်ဒူဘိုင်းကိုလာတွေ့ဖို့ချိန်လိုက်ပါလိမ့်အရင်နောက်မှာတော့ရှင်းနေကြီးစီမှာဒူဘိုင်းသွားဖို့ဗီဇာ၃ခုလုတ်ပေးဖို့တောင်းဆိုကဘာလီနဲ့ဘာဂူရိုစီကိုထွက်လာခဲ့ပါတော့တယ်သူမကအိန္ဒိယကိုပြန်ဖို့အတွက်21ရက်နေ့မှာအစင်းသိပြင်ထားဖို့နဲ့ဒူဘိုင်းမြို့မှာဟာဒီကလာခေါ်လိုက်မယ်လို့ပြောတော့နှစ်ယောက်သားအန်အော်ဂျီဖြစ်သွားရပါတော့တယ်အရင်နောက်ဘာလီကသူ့ရဲ့ဆိုင်လေးကိုအပြီးရောင်းပြစ်လိုက်သလို့ ။ဒါမှမဟုတ်ဘာကူကလည်းအလုပ်ထဲမှာနောက်ဆုံးနေ့အမှတ်တရဗီဒီယိုရိုက်ကူးနေပါတော့လေ။ဒါကိုအလုပ်ရှင်ကမြင်တော့အလုပ်သိမ်းဖို့3မိနစ်လိုသေးတယ်ဆိုပြီးကြမ်းတိုက်ခိုင်းတာနဲ့ဘာကူလည်းအလုပ်ရှင်ရဲ့မျက်နှာကိုပဲကြမ်းတိုက်ပစ်လိုက်ပါတော့လေ။ဒီလိုနဲ့ဒူဘိုင်းကိုထွက်လာခဲ့ကြပြီ။လူငယ်နဲ့25နှစ်ကလန်ဒန်ကိုအသက်ဆုံးပြီးလာခဲ့ကြတဲ့သူတို့သုံးသားရဲ့ဘဝဟာကားငယ်ကွေးပြန်꿰ပြီးအခုချိန်မှာအိန္ဒိယကိုပြန်မှုအသေးအံစူးစမ်းကြရပါဦးမယ်။ဒူဘိုင်းမှာဟာရီကသူတို့ကိုကြိုဆောင်နေပြီ 25နှစ်တိတိဝေးကွာခဲ့ကြတဲ့သူတို့နှစ်ဦးသားလေစိတ်မှာစုံတွေးကြတော့ one day one တာရောထွေးတဲ့ခံစားချက်တွေနဲ့မျက်ရည်ကျမိကြပါလိမ့်ခဏကြာတော့ဘာလီတို့ရောက်လာခဲ့ပြီးအာရပါရပြေးဖက်ကကလေးတွေလိုအော်နေမိကြတာအားလုံးကသူတို့ကိုဝိုင်းကြည့်နေကြတဲ့အထိပါပဲသူတို့စားသောက်ဆိုင်တစ်ခုမှာထိုင်မိကြတော့ဟာဒီကမာနူရဲ့ခင်မုန်းကြောင်းဖေးတဲ့ခါမှာမာနူတို့၃ယောက်ကကြိတ်ကြီးနေမိကြပါလိမ့် အမှန်တော့မာနူကဟာရီအိမ်တော်မပြုတ်ပဲသူ့ကိုစောင့်နေမှာဆိုပြီးမင်္ဂလာဖိတ်စာကိုတစောင်းနဲ့ရိုက်ကပို့ပေးခဲ့ဘူးတာဖြစ်ပါလေဟာရီရဲ့ဇနီးเจ้าကိုမေးတော့အမြန်မဲစကားလွှဲပြပြီးအခုအိန္ဒိယကိုဝင်ဖို့ဗီဇာရအောင်စူးစမ်းမလားဒါမှမဟုတ်အရင်လိုခိုးလန်းเจ้าကပဲပြန်ကြမလားဆိုပြီးတော့မေးလိုက်ပါလေမာနူကဗီဇာရဖို့နောက်ထပ်6လလောက်ထပ်ဆောင်ရလိမ့်မယ်လို့ပြောလိုက်တော့ဟာရီကဒါဆိုရင်လည်းနောက်6လမှအိန္ဒိယပြန်လာကြဖို့မင်းတို့ကသေတော့မှမဟုတ်လို့လားဆိုပြီးတော့ငော့ပြောလိုက်ပါလေ ဒါမဲ့မာနူကဟုတ်တယ်ဆိုပြီးတော့အတီပေါက်ကြီးနဲ့ပြန်ဖြေလိုက်တာပါ။သူမစီမအုံနောက်ကင်ဆာခံစားနေရပြီးအလွန်ဆုံးနောက်ထပ်တစ်လပဲအသက်ရှင်နိုင်တော့မယ်လို့ပြောပြလိုက်တော့ဟာဒီလည်းမခံစားနိုင်အောင်ဖြစ်သွားပြီးတယောက်တည်းသွားငိုနေမိပါတော့တယ်။ခဏကြာတော့မာနူရောက်လာပြီးသူ့အိမ်ရှိမှအရင်လိုရန်ဒါဝါဆိုင်ဆိုတဲ့ဆိုင်းဘုတ်ချိန်ထားလာလို့မေးတော့ဟာဒီကဆိုင်းဘုတ်ရှိတယ်။ဒါမဲ့တခြားတစ်ခုရေးထားတာ။ပြီးတော့အိမ်ခေါင်မိုးပေါ်မှာလဲသူများနဲ့မတူတဲ့အရာတစ်ခုလှုပ်ထားသေးတယ်လို့ပြောပြပါလိမ့်။ မာနူကဘာတွေများလဲလို့မေးပေမဲ့သူကသိချင်ကိုယ်တိုင်လိုက်ကြည့်မှရမယ်ငါမင်းကိုလေနဲ့အိန္ဒိယကိုခေါ်သွားပေးမှာပါဆိုပြီးတော့ပြောလိုက်ပါလိအရင်နောက်ခိုးဝင်ဒုက္ခတွေကိုပို့ပေးတယ်အေဂျင့်နဲ့ချိတ်ဆက်ကဗီဇာမရှိပတ်စပို့မရှိတဲ့လူ၃ယောက်ကိုအိန္ဒိယနဲ့ပို့ပေးဖို့ပြောတော့အေဂျင့်ကလည်းငွေရှိရင် OK တယ်ဆိုပြီးတော့လက်ခံလိုက်ပါလိသူတို့ဟာအိန္ဒိယကိုပို့မဲ့ကွန်တိန်နာပုံးထဲမှာခိုးလိုက်သွားမှာဖြစ်ပြီး၅ရက်ကြာရင်အိန္ဒိယစိတ်ကန်းတစ်ခုကိုရောက်မှာဖြစ်ပါလိဟာဒီကခီးစားတာနဲ့သူတို့အားလုံး အိန္ဒိယဝန်ဆောင်နဲ့အိန္ဒိယဖုန်းတွေပဲကင်ထားကြဖို့လိုချောင်းကိုပြောပါလိ။နောက်မှမှာပဲအေဂျင့်ကသူတို့ကိုအိန္ဒိယကိုပို့မဲ့ကွန်တိန်နာဘုံးစီကိုခေါ်သွားပေးခဲ့ပြီးခိုးဝင်လမ်းကြောင်းကထွက်လာတဲ့သူတို့ဟာအခုခိုးဝင်လမ်းကြောင်းကနေပဲပြန်ဝင်ဖို့လုပ်နေကြပြန်ပါပြီ။ကာဘောကဆင်းတော့အင်္ဂလန်ကပါလာတဲ့ passport တွေအကုန်အေဂျင့်ကိုပေးထားခဲ့ရပြီးသူတို့ပေါ်တက်နေတဲ့အချိန်မှာတော့အေဂျင့်ကဓာတ်ပုံခိုးရိုက်ကကွန်တိန်နာဘုံးကိုလည်းအမှတ်အသားလုလိုက်တာကိုတယောက်မှသတိမထားလိုက်မိကြပါဘူး။ ကားထွက်ကန်ဒီမှာကိုနေနာတကားလာပိတ်သူကလန်ဒန်ကိုရောက်ဖို့15ရက်လောက်ကြာလိမ့်မယ်လို့ပြောကတကားပိတ်ချသွားပါတော့လေဒီတော့မှသူတို့ကိုအေဂျင်ကလိန်စားလိုက်မှန်းသဘောပေါက်သွားကြပြီမဲ့အချိန်နောက်ကျသွားခဲ့ပါပြီကားထွက်သွားတာနဲ့အေဂျင်ကဒူဘိုင်းရဲကိုဆက်သွယ်ကဓာတ်ပုံနဲ့တကွခိုးဝင်သူတွေရှိနေကြောင်းတိုင်လိုက်ပါတော့လေရဲတွေချက်ချင်းပဲထွက်လိုက်ကြပြီးတော့ကိုနေနာဘုံကြီးစိတ်ကန်းကမှမခွာသေးခင်မှာပဲဟာဒီတို့အဖွဲ့ရဲဖမ်းခံရပါတော့လေ ရဲက ID ကဆေးဆေးတဲ့အခါဟာရီကအရင်ဆုံးသူ့ရဲ့အိန္ဒိယ passport ကိုထုတ်ပြပြီးသူကအိန္ဒိယနိုင်ငံသားဖြစ်ကြောင်းပြောလိုက်ပြီးတော့ဂျန်နဲ့၃ယောက်ကလည်းသူတို့ဟာအင်္ဂလန်နိုင်ငံသားတွေဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အဝတ်အစားနဲ့ဖုန်းတွေကဆအိန္ဒိယဖုန်းတွေဖြစ်နေတာကြောင့်ရဲကလုံးဝမယုံတဲ့အပြင်ဟာရီကပါအဲ့ဒီ၃ယောက်ကဂူလာ၊ချာမလီနဲ့ပန်ပီတို့ဖြစ်ကြပြီးလန်ဒန်ကိုခိုးဝင်ဖို့လုပ်နေတာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အဲ့ဒီနောက်ဆရာကျွန်တော်ကူညီတယ်နော်ကျွန်တော်လည်းပြန်ကူပါ သူတို့၃ယောက်ကိုပဲဖမ်းပြီးတော့ကျွန်တော်လွတ်ပေးလို့ပြောလိုက်ပေမဲ့ရဲကြီးကတော့မလွတ်ပေးနိုင်ဘူးလို့ဆိုပါတယ်။ဒါနဲ့ဟာဒီလဲသူ့ရဲ့အိန္ဒိယ passport ကိုလူပြေးကပင်လယ်ကြီးတဲ့ကိုလွတ်ပစ်လိုက်ပါတော့တယ်။အဲဒီနောက်မှာအခုကျွန်တော်ကလည်း passport မရှိတော့ဘူး။ကျွန်တော်တို့ကအိန္ဒိယသားတွေပါဆိုတာကိုတရားရုံးမှာတတ်သိပြနိုင်အောင်စစ်ဆေးစမ်းပါလို့စိန်ခေါ်လိုက်ပါတော့တယ်။ရဲကြီးကလည်း15ရက်အတွင်းမှာမင်းတို့ကအိန္ဒိယသားတွေဆိုတာတတ်သိပြပြီးတဲ့ပြင်အိန္ဒိယလေမော်ကိုတင်ပြီးပြန်ပို့ပေးလိုက်မယ်စောင့်ကြည့်ထားဆိုပြီးတော့ပြန်ပြီးတော့စိန်ခေါ်လိုက်တာပါ။ ဒီတော့မှမာနူတို့လည်းသူတို့အဖွဲ့ကိုတမင်ရဲဖန်ခံရအောင်အေဂျင်နဲ့ဟာရီတို့ပူးပေါင်းစီစဉ်ထားမှန်းရိတ်မိလိုက်ပါတော့တယ်။ဟာရီရဲတွေကိုပြောပြထားတဲ့ဂူလာချာမလီနဲ့ပန်ပီဆိုတဲ့နံပါတ်တွေကလွန်ခဲ့တဲ့25နှစ်ကအတူခိုးဝင်လာရင်းဒဲကန်နာရမှာပြစ်သက်ခံခဲ့ရတဲ့တငယ်ချင်း၃ယောက်ရဲ့နံပါတ်တွေဖြစ်ပြီးတော့အိန္ဒိယနိုင်ငံရဲ့မှတ်တမ်းမှာတော့ပျောက်ဆုံးစရင်ဝင်နေဖြစ်ပါတယ်။အဲဒီနံပါတ်တွေကတရားရုံးကတဆင့်အိန္ဒိယရဲဌာနကိုရောက်သွားခဲ့ပြီး ရဲဝင်တန်းတွေကလာတူမြို့မှာစုံစမ်းကြည့်လိုက်တော့အဲ့ဒီနံပါတ်တွေအမှန်တကယ်ရှိကြောင်းအတည်ပြုနိုင်ခဲ့ပါလေ။တရားဟောင်းကသူတို့ကိုအိန္ဒိယသားတွေဆိုတာတတ်သိပြနိုင်သွားတာကြောင့်လေရင်နဲ့ပြန်ပို့ဖို့အတွက်စီစဉ်ခဲ့ကြပြီးလေးယောက်သားလက်ထိပ်တန်းလန်းနဲ့ပျော်မဆုံးဖြစ်နေကြတာပါ။ရဲကြီးကတော့ပြန်ပို့ခံရတာကိုအရန်ပျော်နေကြတဲ့သူတို့ကိုကြည့်ပြီးအန်အောစိမ့်နဲ့မင်းတို့ဘာလို့ဒီလောက်တောင်ပျော်နေကြတာလဲဆိုတော့မာနူကအိမ်ကိုပြန်ရတော့မယ်လေးဆိုပြီးတော့ပြောလိုက်တာပါ။လေမော်ရောက်တော့ဟာဒီက ငါပြောသားပဲလေရင်နဲ့ပြန်ပို့ပေးမယ်ဆိုတော့အခုတော့ယုံပြီးမဟုတ်လားလို့ဆိုလိုက်တော့မာနူကရှင်သာအိမ်တော်မကြသေးရင်ကျမအာဘွားပေးပြီလို့ပြောလိုက်ပါတော့တယ်အမိမရဲ့မြင်းဒီလမ်းတွေကပြင်ပနိုင်ငံမြက်ခင်းမြေတွေထပ်ပို့ပြီးတော့ဤဆက်ညံ့ညောသလိုအမိမရဲ့လေတို့ကလည်းအစာပေါင်းတထောင်မကပို့ပြီးလက်ဆက်တန့်ရှင်းပါတယ်တို့အားလုံးလေခွင်းနေကြလမ်းလျှောက်လာကြရင်းနဲ့အိမ်ကိုရောက်ပြီဆိုတဲ့အသည့်နဲ့ရင်ထဲနှွေးနှွေးထွေးထွေးခံစားလိုက်ကြရပါတယ်လေခွင်းထဲကနပန်းလေးချင်းအကွင်းကိုမြင်တော့ ဟာဒီနဲ့မာနူတို့ငယ်ဘွားအလွမ်းပြေနှပန်းဝင်တက်ကြပါသေးတယ်။အမေဘောင်းမီဝေပြီးတော့အလုံစင်းနာကိုမကြည့်ရဘူးဆိုတဲ့ဘာကူအိမ်ပြန်ရောက်တော့ထင်သားသလိုပဲစာလီခြုံထားတဲ့မိခင်ကိုမတွေ့ရပဲဂျင်းဘောင်းမီဆွေတာအင်ဂျီနဲ့ခင်မီမာသားကြီးကိုပဲမြင်လိုက်ရပါတယ်။ဘာလီအိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့မိခင်တယောက်အထယ်ကျုပ်စိတ်ယုံဖွင့်ထားတာကိုမြင်တွေ့လိုက်ရတာပါ။မာနူမျိုးတဲကိုဝင်လာတော့လွန်ခဲ့တဲ့25နှစ်ကပုံရိပ်တွေကိုပြန်လည်မြင်အောင်မိနေရင်ဝမ်းနဲ့ဝမ်းသာဖြစ်နေရပါတယ်။ ်အတိတ်ကာလထဲမှာနေမျောနေမိတဲ့မာနုကိုဟာဒီကဆွဲခေါ်သွားခဲ့ပြီးသူအိမ်ရှိမှာဆိုင်းဘုတ်ကိုကိုယ်တိုင်ကြည့်စီလိုက်တာပါဆိုင်းဘုတ်မှာမာနုဆန်အိမ်လို့ပြောင်းရေးထားတာဖြစ်ပြီးသူတို့အိမ်ခေါင်ဘိုးပေါ်မှာတော့သူများနဲ့မတူပဲလန်ဒန်မြို့ကကမ္ဘာအကြီးဆုံးနိုင်စဉ်ဖြစ်တဲ့ဘေဘန်နိုင်စဉ်ပုံစံတူလေးတစ်ခုကိုဒေသလှပစွာပြုလုပ်ထားတာကိုမြင်လိုက်ကြပါလေအိမ်ထဲဝင်သွားတော့25နှစ်လုံးလုံးခွဲခွာနေကြရတဲ့မိဘနှစ်ပါးကိုမြင်လိုက်ရပြီးအာရပါရပြေးဖက်လိုက်မိပါတော့တယ် ညာဦးပိုင်းချိန်မှာမာနူနဲ့ဟာရီတို့နှစ်ယောက်သားလာသာဆောင်ပေါ်မှာစကားပြောကြတော့ဟာရီတယောက်ဘိုးရီလိုကြီးပဲတောက်ဆောင်လွတ်ပါလေသူကမေးပြန်လာရင်အင်္ဂလိပ်စကားကိုကြွားမယ်ဆိုတာသိလို့ငါလည်းဒီမှာနေတန်းစပီကင်လေ့ကျင့်နေတာလို့ပြောလိုက်တော့မာနူကဒါဆိုရင်လဲရှင်းမိသားစုအကြောင်းကိုအင်္ဂလိပ်လိုပြောပြစမ်းပါလို့ပြောလိုက်ပါလေဟာဒီလဲအိုင်လက်ဆောင်ပွဲတော့ငါဖြေခဲ့တဲ့အတိုင်းကျွန်တော်မေဆုံးပြီကျွန်တော်ဖေဆုံးပြီအမေရဲ့အမေလည်းဆုံးပြီအဖေရဲ့အမေလည်းဆုံးပြီဦးလေးလည်းဆုံးပြီအတော်လည်းဆုံးပြီဆိုပြီး ဇလုံးတစ်လုံးနဲ့သဆွေတစ်မျိုးလုံးကိုတတ်ပြတဲ့စာပိုက်ကိုထပ်ရုပ်ပြလိုက်ပြီးနှစ်ယောက်သားရီမောလိုက်မိကြပါလိမ့်။ဟာရီကဆက်ပြီးတော့အဲ့တော့တယောက်တည်းဖြစ်နေလို့မိမတယောက်တော့လိုအပ်နေပြီလို့ပြောလိုက်တော့မာနူကရှင်အိမ်အောင်ကြပြီးမှုလားလို့ပြန်မေးလိုက်ပါလိမ့်။ဒီတော့မှဟာရီကသူလန်နန်ကပြန်လာပြီးကြတဲ့ကလာတူမျိုးမှာပဲအခြေချပြီးမာနူကိုစောင့်နေချောင်းကိုပြောကလက်ထပ်ခွင့်တောင်းခဲ့ပါလိမ့်။သူက တိုင်းတစ်ပါးကိုတရားမဝင်လမ်းနဲ့ရောက်အောင်စူးစမ်းတဲ့သူတွေကိုခိုးဝင်နေလို့ခေါ်ကြတယ်။ဒါမဲ့ငါ့အတွက်တော့အမိမေကိုပြန်ရောက်မှခိုးဝင်ပြောက်လို့ခံစားခဲ့ရတာ။ဘာကြောင့်လဲဆိုတော့ချစ်တဲ့သူနဲ့ဝေးနေရတဲ့ဘွားကသာတကယ်ခိုးဝင်စစ်ဖြစ်နေတယ်ဆိုပြီးတော့ပြောခဲ့ပါလိမ့်။အရွယ်လုံးမှငယ်မူပြန်ကြရတဲ့နှစ်ဦးသားလုံးမျက်ရည်တွေရွှဲနေနေကြပြီ။ဒီနေ့မှတော့သူတို့ရဲ့ရှေလျားလုံးနဲ့ချစ်ဇလန်းဟာဇက်ပေါင်းရတော့မယ်လို့ထင်ခဲ့ကြပေမဲ့နှလုံးသားမရှိတဲ့ကံကြမ္မာကြီးကအရန်ကိုကြည်စားတန်လုံးလှပါလိမ့်။ ဟာဒီတယောက်ဘိဘင်နဲ့အချိန်ကိုင်းနိုင်မီတန်ဖွင့်ပြီးတော့ဒီဘက်ပြန်လှည့်လိုက်ချိန်မှာပဲသူချစ်ရသူလေးဟာအရာအားလုံးကိုစွန့်ခွာသွားလိုက်ရပြီဆိုတာ မြင်လိုက်ရပါတော့လေလွန်ခဲ့တဲ့25နှစ်ကလေးကစုပေးခွင့်မရလိုက်တဲ့လက်ထက်လက်စွပ်လေးကိုမာနုလက်ထဲကိုထည့်ပေးကစုပ်ကင်ထားရင်းကြိတ်ငိုနေမိပါတော့လေဟုတ်ကဲ့ပါ ဒီကနေ့ဒီဆက်မှုကတော့ဒီမာတွေပဲရနာခွင့်ပြုပါအောင်ခင်ဗျနောက်နေ့တွေများပါလေရုပ်ရှင်ဇာတ်ကားကောင်းများနဲ့ပြန်လာခဲ့ပါဦးမေအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ပရိသတ်များနဲ့တကွရွှေမြန်မိသားများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျကျွန်တော်အန့်ခင်ဖို့ပါ